ိုမာကိုဖတ်နိုင်သမျှတွေ့ကြတာစာအုပ်ကိုဖတ်ပြီးတော့သိနိုင်သမျှတိပြီးတော့ပြည့်စုံမလားမပြည့်စုံဘူးကိုထက်ပိုတိတဲ့စာပေကိုပို့ပြီးတော့နားလေကျွမ်းကျင်တဲ့ဆရာတော်ရိစီကိုတွားပြီးတော့တပည့်အခင်နဲ့หนีပြီးတော့တင်ရသေးတယ်တရားအထုတ်တာကိုလည်းပဲပထမတော့စာထဲမှာနည်းနည်းပါးပါးဖတ်ဖူးတယ်မိတ်ဆွေတယောက်ကလည်းတရားထိုင်တာဝါဒနာပါလို့သူနဲ့အတူတူတရားထိုင်တယ် နောက်တော့ဒီထက်ပိုသိကျင်လာတဲ့အခါကျတော့တောထဲမှာနေတဲ့ဆရာတော်တစ်ပါးစီမှာတပည့်အဖြစ်နဲ့သွားနေပြီးတော့တရားအထုတဲ့နီးကို သူ့စီကနေပို့ပြီးတော့တိတိကျကျဖြည်းဖြည်းစုံစုံတင်ပါတယ်ဆရာတော်တွေကတင်ပေးတဲ့အတွက်ကြောင့်နှစ်ပေါင်းများစွာကြာလာတဲ့အခါမှာအတိအမြင်လေးတွေနည်းနည်းတိုးတိုးလာတော့အရင်ကနဲ့စာရင်အများကြီးပိုသိလာတယ်အဲ့ဒီလိုဆရာတော်တွေနားနေခဲ့ရတာပညာရှိသူတော်ကောင်းနဲ့ပေါင်းဖော်ရခြင်းဆိုတဲ့အတိတ်ပဲပြည့်စုံသွားတယ် ဒီပါဠိစကားနဲ့မြတ်စွာဘုရားကဟောတော်မူလားတဲ့ဒါဘုရားသုံးတဲ့ဘာသာစကားတဲ့ဘုရားဟောတဲ့ပါဠိဘာသာစကားနဲ့ဖတ်ရတာသိရတာကိုစိတ်သေးမှအင်ပတန်အရသာတွေ့တယ်သို့တော့အခုဘုန်းကြီးကိုအဲ့ဒီလို သင်ပေးခဲ့တဲ့ဇာတော်တွေတော်တော်များများဟာတတ်တော်တွေကြီးပြီးတော့ပြန်လွန်တော်မူသွားပြီဘုန်းကြီးရဲ့ဥပဒိရဲ့ဇာတော်ဆိုအသက်9ခုဟန်မှာပြန်လွန်တော်မူသွားပြီ နောက်တစ်ပါးကတော့အမေရိကမှာအနေများတယ်ဆရာတော်ဦးတီလာနန္ဒသူစီမှာပါဠိစာတွေသွားတင်ပါတယ်ဆရာတော်ကဘုန်းကြီးကိုဘသူနဲ့မှမလျော်ဘဲနဲ့တီးခြားတစ်ပါးတည်းပါဠိစာသင်ပေးခဲ့တာအဲ့ဒီလိုဆရာကောင်းတမကောင်းနဲ့အတူတူကြာကြာနေခဲ့ရတဲ့အတွက်ကြောင့်သူတို့စီကရခဲ့တဲ့ပညာတွေကြောင့်အင်မတန်အကျိုးများပါတယ်သို့သောတတော်ထင်ရှားရှိသေးတဲ့ဆရာတော်တွေအနားမှာတော့မှ အမေရနေလို့ဖြစ်မလား မဖြစ်နိုင်ဘူးနော်ဒါပေမဲ့သူတို့အသွန်သင်ပေးခဲ့တဲ့အတွက်တရားအားထုတ်တာကိုလုံးတက်သွားပြီအလေးချစ်လက်များလာလို့လုံးတက်သွားတဲ့အခါကျတော့ကိုယ်စိတ်ကိုယ်ကိုကြည့်ပြီးတော့လောဘစိတ်ဖြစ်ရင်လည်းပဲတည်တယ်မာနဖြစ်ရင်လည်းတည်တယ်အဲ့ဒီလိုတည်တည်နေတဲ့အခါကျတော့တတိနဲ့ညံနဲ့ကြည်တာကိုခံရတဲ့လောဘဒေါသဟာကိုယ်စိတ်ကိုဖမ်းထားလို့မရတော့ဘူးတတိနဲ့ညံနဲ့ကြည်တဲ့အတက်ကြောင့် သူ့ကိုခွာပြီးလို့ကြည်တယ်လို့ဖြစ်သွားတာကိုတတိနဲ့ညံနဲ့မကြည့်လို့ရှိရင် သူကကိုယ့်ကိုလွမ်းမိုးလိုက်ပြီးတော့ပူပေါင်းထားတယ်လို့ဖြစ်သွားတယ်။သူခိုင်းတာကိုကလိုက်လို့ရတဲ့သူဖြစ်သွားတယ်။ကိုကတတိနဲ့နေပြီးတော့သူတို့ကို ကြည့်လို့ရှိရင်သူတို့ခိုင်းတာကို မလို့ဖဲနေလို့ရတယ်။အဲ့ဒီအချက်ကလေးသဘောပေါက်ဖို့အင်မတန်အရေးကြီးတယ်။လောဘကင်းရမယ်လို့မပြောသေးဘူး။အဲ့ဒါကိုခဏထားပါဦး။ပထမအဆင့်က လောဘဖြစ်တာကို သိရမယ်လို့ အဲ့ဒါတိတ်အရေးကြီးတယ်ကိလေသာဆိုရင်ဘယ်ကိလေသာဖြစ်ဖြစ်အတ္တနဲ့ပေါင်းမိလို့ရှိရင်သူ့အားပိုကြီးလာတယ်သူ့ကိုငါလို့ထင်သွားရင်သူ့အားပိုကြီးလာတယ်သူ့ကိုကိုကကြိတက်သွားလို့ငါမဟုတ်ပါလားလို့မြင်လို့ရှိရင်သူ့အားယော့သွားတယ်လောဘဟာငါနဲ့မပေါင်းမိဘဲနဲ့ရတယ်နော်သူ့ကိုငါနဲ့သွားမပေါင်းလိုက်နဲ့လောဘကိုလောဘလိုပဲအตาလေးအဝေးကနေခွာပြီးတော့ကြည့်နေရင်သူကိုယ်ကိုချယ်လွဲလို့မရတော့ဘူး အဲ့ဒါကိုကလွတ်လပ်မှုတစ်မျိုးဖြစ်နေတယ်။ဒါကြောင့်ကိုယ်စိတ်ထဲမှာတတိဆိုတဲ့ခံစားချက်မျိုးအားဆိုတဲ့ခံစားချက်မျိုးကိုရကျင့်တယ်ဆိုရင်ကိုယ်စိတ်ကိုကိုတည်တဲ့အကျင့်လောက်ပါ။ကိုယ်စိတ်ကိုကိုကောင်းကောင်းတည်တဲ့လူဟာတတိပိုရှိတယ်။ကိုယ့်ကိုကိုယုံကြည်မှုပိုရှိတယ်။မိမိကိုကို လေးစားတဲ့သူ၊ယုံကြည်တဲ့သူ၊အားကိုးတဲ့သူတတိရှိတဲ့သူဖြစ်ချင်တယ်ဆိုရင် ကိုယ်စိတ်ကိုကိုတည်အောင် လေ့ကျင့်မှုအများကြီးလုပ်ကြပါလို့ ိုက်တွန်းခြင်းပါတယ်